မတက်ရှိခရနေရတာတဲ့တယောအဲ့အတိပဲကမြန်မာလို့ဆိုရင်အဲဟိုကနင်သူငေါ့တခွပြပြသွားတယ်ဆိုတဲ့စကားလုံးလေးနဲ့တုံပါတယ်ဗောနောသူငေါ့ကအကွက်မင်္ဂလာပါအခုဒီနေ့ရှင်းပြမယ်ခေါင်းစဉ်လေးက okay me key ပါအဲ့တော့ဒီအမှန်တကယ်ဆိုရင်ဒီနေ့တွားမယ်အစီအစဉ်က mass phone တွားရမှာဗောနော mass phone တွားရမှာအဲ့ဒါကိုအဲဒီလိုလေးလာတယ် ်ဥက္ကမိခေလေးရှင်းပြပါတဲ့အဲ့ဒါကိုမရှင်းပြပြနေရပေါ့နော်မရှင်းပြပြနေခါကျတော့ဘာပြောလဲဆိုတော့ဟိုဟာဗာလဲတောင်းတာတဲ့မရှင်းပြထားတာတဲ့အခုစောင့်နေကျတော့ကြာနေပြီတဲ့အဲ့ဒါနေတိုင်းဝင်ဝင်ကြည့်နေရတာအမောတဲ့ဆိုတော့ရှင်းပြလိုက်ပါတယ်နော် sorry ပါအဲ့လိုမျိုးဖြစ်သွားစေခင်မင်းမရည်ရွယ်ပါဘူးနော်ကဲဟုတ်ပြီအဲ့တော့သွားလိုက်ပါမယ်ဥက္ကမိခေဆိုတာကမျိုးတို့ဘဲချင်းမှာတောင်းလဲဆိုတဲ့အခါကျတော့อืมခံရတဲ့အခါပေါ့နော်ပြောခံရတယ် ဆိုခံရတယ်၊သွားခံရတယ်၊လာခံရတယ်ခိုင်းတာပေါ့နော်။အဲ့ဒါမျိုးတွေမှာပြန်နောက်ပြီးတော့တခါတချို့ရှိရဲ့လေလုတ်ခံရတယ်လုတ်ခံရတယ်ဆိုတာကအဲဘယ်လိုပုံစံမျိုးလဲဆိုတော့ငင်ငါ့ကိုကျွေးသွားရင်တော့တကွက်ပေါ်တကွက်ပြသွားရင်ဒါမျိုးဆိုလို့ရှိရင်ရတာလေတာဆိုပြီးတော့သုံးနေပေါ့နော်။အဲ့ဒါလေငင်ငါ့ကိုလုတ်သွားတယ်မနော်ဆိုတဲ့စကားလုံးနေပေါ့နော်။အဲ့အမျိုးနဲ့သုံးပါတယ်။အဲ့တော့ အဲ့ဒီ chemical ကြီးကိုဘယ်လိုလေးသုံးလဲဆိုတာသွားလိုက်ကြမယ်เนาะပထမအဆုံး chemical ကြီးရဲ့ပတ်တောင်ကိုပြောင်းပုံပြောင်းနေလေးသိအောင်ရင်လုပ်ပါမယ်အဲ့တော့ပြောင်းပုံပြောင်းနေလေးက group 1မှာဆိုလို့ရှိရင်နောက်ဆုံးလုံးကိုဖြုတ်အာဥစုပြောင်းအောက်ဆိုဆိုဘယ်လုံးပြောင်းတာလဲဆိုအဲ့ဖြုတ်လိုက်တဲ့စကလုံးရင်အောက်ဆိုပြောင်းအောင်မှာဖြစ်ပါတယ်အဲ့တော့ဖြုတ်လိုက်တဲ့စကလုံးရင်အောက်ဆိုအမရောက်တော့ခိုင်းပြောတာဖြုတ်လိုက်တဲ့စကလုံးရင်အောက်ဆိုပြောင်းအောင်မှာမေဟာပြောခဲ့တယ် ုတ်ရတဲ့ရကလုံးရဲ့အောက်ဆိုးပြောင်းမှုသာလို့ရှိရင်ဘာလို့ရလဲဆိုတော့နောက်ဆုံးမှာ gray rule လေးထပ်ပေါင်းပြရတယ်ပေါ့နော်ခုဥပမာဆိုလို့ရှိရင်အဲခဥခဥဆိုရင်နောက်ဆုံးတော့ငါဥနဲ့ဆုံးတယ်အဲ့တော့ဥကိုဖြုံမှာဆိုတဲ့အတွက်သူဖြုတ်လိုက်တဲ့အတွက်သူ့ရဲ့အောက်ဆိုးသွားရင်ဆိုရင်အခအဖြစ်သွားမယ်ပေါ့အဲ့လိုမျိုးရှိပါဘူးအဲ့လိုမျိုးလုပ်ရပါဘူးဥနဲ့ဆိုရင်တော့ချွင်းချက်အနေနဲ့ဝါလေးပြောင်းပြရပါမယ်နော်အဲ့တော့ခဥကလာတာခဝဖြစ်သွားမယ် အဲ့ဒီအဆင်ပြေလားအိုးကိုဖြုတ်လိုက်ပြီးတော့အအုပ်စုပြောင်းရမှာကိုမပြောင်းလိုက်ဖ ೇನೆ ဝါအုပ်စုလေးပြောင်းလိုက်ရတယ်ချွင်းချက်အနေနဲ့ဒီတလုံးမယ်နော်ဥနဲ့ဆုံးလို့ပဲနော်ကျန်တာမပြောင်းပါဘူးအဲ့တော့ခဥဆိုရင်ခဝအနောက်ကဥကေမီကေဆိုတဲ့ခေါင်းစဉ်ပဲခံရတဲ့ဆိုတဲ့ပတ်တံမှုလို့ red တို့ပေါင်းလိုက်တယ်အဲ့တော့ခဝဒဲတို့ဝဲချင်းခံရတယ်နေ့ကငါငါရှိရဝဲသွားချင်းခံရတယ်ပေါ့နော်ဒါလေးဝဲချင်းခံလိုက်ရတယ်ဆိုတဲ့ဟာမျိုးဆိုရင်တုံးတယ်အဲ့တော့ခဥကဥနဲ့ဆုံးတယ် ကဲဟုတ်ပြီနောက်တစ်ခုစွန့်နေဆုံးတာလေးရှာမယ်။ဒါဆိုဒါဆိုရင်နောက်ဆုံးလုံးကစွန့်နေဆုံးတယ်။ဟုတ်တယ်နော်။အဲ့စွန့်လေးကိုဖြုတ်ပြီးတော့သူ့ရဲ့အာအုဆူဆိုတော့တပေါ့။နော်ဆွေရဲ့အာအုဆူကတ။အဲ့တော့တတဥခေမီကေဆိုတော့ရေရုတတရေရုမတည့်ရခိုင်ခြင်းခံရတာ။အဲ့တော့တတရေရုပေါ့။ကဲဟုတ်ပြီ။အဲ့တော့ဥဆူရုနဲ့သွားမယ်။အဲ့တော့ရရုလုတ်တီအဲ့တော့ပေးတယ်လေရတယ်လို့ရရုကလုတ်တီလေရတယ်ပေါ့ အဲ့တော့လုတ်ခံရတယ်ဘလို့လုတ်ခံရလဲဆိုတော့ဘလို့ခါမျိုးလေးမှတုံးလဲဆိုတော့မာတက်ရှိခါရီနေရတာတဲ့တတ်ရောအဲ့အတိပယ်ကမြမလို့ဆိုရင်အဲဟိုနင်သူငေါ့တခွက်ပြသွားတယ်ဆိုတဲ့စကားလုံးလေးနဲ့တုံးပါတယ်ဗောနော်သူငေါ့ကအကွက်တီတော့ပြသွားရဲ့ဟာလာလုပ်ငန်းတွေမှာပြတို့အချင်းချင်းတုံးကြတယ်မလားညသွားပြငေါ့တခွက်တော့ကျွေးွားရန်အမှတခွက်ဆိုရ เนาะအဲ့လိုမျိုးဆိုရင်ရတာတဲ့လို့လည်းသုံးပါတယ်အဲ့တော့ရတာတဲ့လို့ဆိုတာကဘယ်ကလာလဲဆိုရတူကလာပါတယ်ရူကို ဖြုတ်လိုက်ပြီးတော့သူ့ရဲ့အောက်အုပ်ဆိုဆိုတော့ ra ပေါင်းလိုက်အဲ့တော့ရ ra နောက်ကဥခဲမိခဲဖြစ်တဲ့တဲ့ re ru တက်ပေါင်းလိုက်တယ်အဲ့တော့ရတာတဲ့လို့အဲ့တော့အရာကရူနဲ့ဆိုမဲ့ပတ်တယ်ပေါ့နော်ဟုတ်ပြီဥဆုရုပြီးတော့နုနုကအဲအရှင်းဆုံးရှင်းနုလေးနဲ့ပဲလုပ်လိုက်မယ်နော်အဲ့တော့ရှင်းနုဆိုတော့နုကိုဖြုတ်အောက်ဆိုဆိုတော့နာ ရှိနာရေရုတည်ခြင်းခံရတယ်ရှိနာရေရုနော်ဟုတ်ပြီဥစရုနုဘူးလာမယ်အဆုဘူးဘူးဟာဆိုတဲ့အခါကျတော့ဘူးနဲ့စုံတော့အောင်စုဆိုတော့ဘာဖြစ်သွားမယ်အဲ့တော့အဆုဘနောက်ကရေရုတက်ပေါင်းတယ်အဆုဘတေရုညလာကဲဟုတ်ပြီအဲ့တော့ဥစရုနုဘူးမှုပြီးတော့ခုခုဆိုတော့အရုခုလမ်းလျှောက်တည်အဲ့တော့ခုကိုဖြုတ်အောင်စုဆိုတော့အရုခာ ်အနောက်ကရေဒူလေးပေါင်းနဲ့အာရုခဒေဒူလမ်းလမ်းလျှောက်ခန်းချင်းခံရတယ်ဟုတ်ပြီနော်နောက်တစ်ခုဂုအိုယောဂုဒါမှမဟုတ်ရင်အီဇိုဂုကြိုက်တာပြောင်းအိုယောဂုဆိုရင်အိုယောဂနောက်ကရေဒူလေးပေါင်းမယ်အီဇိုဂုဆိုရင်အီဇိုဂဒေဒူလေးပေါင်းမယ်โอเคလားโอเคล่ะမြဝင်းသားလေးပြောဆိုမြဝင်းသားမေမမโอเคล่ะအဲ့တော့โอเคล่ะเนาะအဲ့တော့ကုကုဆုလာပြီ အဲ့တော့စုမှာစုကိုစုအဲ့တော့စုကိုစုဆိုတာစကားပြောသည် အပပူ sorry ကုံဆုံးသည်အချိန်ကုန်သည်အချိန်ကုန်လွန်သည်အချိန်ကုန်သည်သုံးသည်ပေါ့နော်အဲ့တော့စုကိုစုဆိုရင် စုကိုစာအနောက်ကရေတူပေါင်းလိုက်တယ်ဘာလို့လဲဆိုတော့စုကိုအောက်စုပြောင်းတော့စပေါ့နောက်ကရေတူဆိုတော့စုကိုစာတဲ့တူဆိုရင်ဒါကုံဆုံးစီသည်ပေါ့နော်အဲ့တော့အဲ့ဒါက group 1 group 2မှာဆိုလို့ရှိရင်တော့တည်ကြတယ် ရူးနဲ့စုံမယ်လေရူးရဲ့အရှိကအဲအုပ်စုတစ်လုံးလုံးဒါမှမဟုတ်ဤအုပ်စုတစ်လုံးလုံးပါမယ်ဆိုရင်ဒါ glue 2အဲ့တော့ glue 2ဆိုရင်ရူးကိုတေးချပြီဆိုရင်ရူးကိုဖြုတ်ရာထဲတူတန်းပေါင်းလိုက်ရုပ်ပဲအဲ့တော့ထားဘဲရူးဆိုရင်ထားဘဲရာထဲတူအဲ့တော့อืมနော်ဟာရှိရူးဆိုရင်ဟာရှိရာထဲတူနော်နောက်ပြီးတော့အဲနောက်တစ်ခုဘာသုံးလို့ရသည်လဲဆိုတော့မျိုးဝင်မှတ်မှတ်မိတော့အဲဟိုမဲတူမမိလား အရန်လေငင်ငေါ့ကိုလေအဲ့လိုလေချီကျူတော့ငါဘလို့တော့နေမှမသိအန်တာမျိုးအဲ့ဒါကြာဟိုမဲရာတဲ့တဲ့ဒိုကီဒိုကီနီနတ်တာယူနီကောင်ကဘလောင်းလေးပါဆူသွားတယ်ပေါ့ဒါမျိုးတွေမှာတော့ရင်လည်းရပါတယ်အဲ့တော့ဟိုမဲရူဆိုရင်ရူကိုဖြုတ်ဒါတွေလူပေါင်းလိုက်တယ်ဟိုမဲဒါတဲ့ရူဒါကချီကျူခြင်းခံရတယ်ပေါ့နော်ချားပါတယ်ဟုတ်တယ်မလားလူတွေဆိုတာချီကျူရင်မှာအင်မတန်ကတ်ခဲတာအပြစ်တယ်တော့လွယ်သလားမမီးနဲ့စကားပုံတော့ရှိသေးရပါ မင်းမင်းရဲ့ကောင်းတဲ့ရင်ကိုရအခန်းထဲမှာအောင်းထားတဲ့ချိန်မှာမင်းရဲ့မကောင်းတဲ့ရင်ကဘာပတ်နေဟုတ်တယ်မလားအဲ့လိုမျိုးနော်အဲ့တော့ဟိုမဲတာလေးတူပါနည်းနည်းတော့အာခါလာနေတယ်ပေါ့နော်ကဲထားပါအဲ့နောက်တစ်ခုအဲ့ဒါ group 2ပြီးသွားပြီပေါ့ကဲ group 3 group 3မှာဆိုလို့ရှိရင်ခုရုဆိုရင်ခိုတာတဲ့တူစုရုဆိုရင်စားတဲ့တူအဲ့ဒီမှာတစ်ခုပြောပြစရာရှိစုကိုစုကိုမြဝင်းတို့စုကိုစုနော် စုကိုစုစုနဲ့ဆုံးတယ်။အဲ့ဒီမှာစာတဲ့သူဖြစ်သွားတယ်။စုကိုဖြုတ်လိုက်တော့အာအုပ်စုပြောင်းတော့စုကိုစာအနောက်ကတဲ့သူဆိုတော့စုကိုစာတဲ့သူ။အဲ့ဒီစုကိုစာတဲ့သူကိုမြင်လိုက်လို့ရှင်ဂရုတရိယလာတယ်လို့ထင်မနေပါနဲ့။သူ့အရှိမစုအဲ့ဒါစုကိုစုဆိုလို့စုကိုစုလို့ဟာနာစုလို့နော်အဲ့ဒါဒီစုနဲ့ဆိုရင်စာရဲလူပြောင်းလိုက်လို့ဒါဂရုတရိယဖြစ်သွားတာလားလို့မထင်နဲ့နော်တတ်တတ်စီနော်ဂရုတရိယဘင်ခေါ်စာရဲလူ နော်တဲနေဆူစားတဲ့တို့နော်နောက်ပြီးတော့အဲဥမာအန်ခီစားတဲ့တို့ဒါမျိုးတွေကစားတဲ့တို့တတ်တတ်သွားတာနောက်နေတွေ့တဲ့ဟာမွေးမွားတတ်တတ်သွားတာဟိုအားကြတော့ဟာနာဆူတို့နော်ဆူကိုဆူတို့အဲ့ဒါလေးတော့မတွေ့မကွဲမမရောအောင်လို့တတိထားပေးပါနော်ကဲဟုတ်ပြီအဲ့တော့ဒါလေးတွေကတော့ group 1 group 2 group 3ကိုလည်းကြောင်းတက်ပြီးဥခဲမိခဲကြီးကိုလည်းနားလဲဒါပေမဲ့ပြဿနာတက်မှာတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့ ဥခဲမိခဲလို့တိထားတယ်ရဲရူပောင်းတဲ့ပတ္တန်ကနောက်တနည်းနဲ့သုံးလို့ရတယ်အဲ့ဒါဘာလဲဆိုတော့ and four မှာပါပါတယ်ဆွန်ခဲကောလို့ခေါ်ပါတယ်လေးစားတမှုနဲ့သုံးတာလေးစားတမှုတစ်ဖက်ကိုလေးစားလိုက်တဲ့ခါကျတော့ကိုကိုကိုနှိမ်ချပလိုက်တာအဲ့ခါမှလည်းဒီပတ္တန်ကိုသုံးပါတယ်အဲ့တော့ဒီပတ္တန်မှာပဲဒီအရာပဲကြီးလို့ပြောင်းတာပဲသို့တော့သုံးသွားတဲ့အနေအထားက ထန်လိုက်ရလို့မဟုတ်ဘူးကိုဘသားကိုနှိတ်ချပလိုက်တာဥပမာဆိုရင်ဘူချောကခါရဲတာရဲမာစတာခါအေရုနော်ခါအေရုကကြံတယ်အဲ့တော့ခါအေရုကဒါ group 1ဖြစ်တဲ့အတွက်ခါအေရုကိုရပြောင်းလိုက်တော့ရရဲရုဖြစ်သွားတယ်နော်ခါရဲတာရဲအဲ့တော့ဒီမှာဘူချောကခါအေရာတဲ့ရုလို့ပြောသွားတာဌာနမှုကပြန်သွားတယ်လို့ပြောတာ ဲ့ဒါကိုဥခမ်းမိခဲ့ပြီဆိုပြီးတော့ဘာလာကောက်ပြန်ဌာနမှုကပြန်သွားခြင်းခံလိုက်ရတယ်ဘာကြီးလဲပေါ့အဲ့လိုမျိုးပြောတာမဟုတ်ဌာနမှုကတော့ဖြစ်ပြန်သွားပါပြီခင်ဗျာဆိုပြီးတော့ကိုကိုကိုနှိတ်ချပြီးအရှိရလို့ respect ထားပြီးပြောလိုက်တာအဲ့ချိန်မှာအဲ့ဒါကို respect ထားတဲ့ပတန်လို့မသိထားပဲနဲ့ respect ထားရင်ဒီပတန်ကိုတုံးလို့ရတယ်လို့မသိထားပဲနဲ့ခုနလိုဥခဲမိခဲကြီးဆိုပဲခေါင်းထဲကိုရောက်နေတော့ဘာလို့တုံးသွားတာလဲမသိဘူးဆိုပြီးတော့ချက်နိုင်တယ်နောက်တစ်ခု ညလိုခိုင်းကော်သမားတွေမှာအများသောအဖြစ်ဖြစ်ကြတယ်။အဲဥမာစုကိုစားတဲ့ဟဲရနေစုကိုစားတဲ့တို့ခန်းထဲမှာလေရီယောရှာစားတဲ့အတောင်းနေပါလေရေးရဆိုလို့ရှင်ခီရိုကူတွေရေးရတယ်မလား။အဲ့ခါကျရင်ရေးရတယ်လေ။အဲရီယောရှာစံကခေော့ပေါ့နော်။အေစံကအေစံပေါ့နော်ဒီလူကပေါ့။ဟိုဟဲရနေစုကိုစားတဲ့တို့အခန်းထဲမှာကုံဆုံးနေ။အဲ့ဒီအတိတ်ပဲဒီသူဒီကုံဆုံးခြင်းခံရတယ်လို့ပြောတာမဟုတ်ဘူး။ ကိုလည်းကုံဆုံးချင်းခံရတာမဟုတ်ဘူးပြောချင်တာသူ့ကို respect ထားပြီးပြောလိုက်တာဒါစွန်ခဲကြီးကိုနဲ့တုံးသွားတာဥခဲမိခဲကြီးကိုနဲ့တုံးတာမဟုတ်ဘူးเนาะအဲ့ဒီအတွက်အရှိရစာကြောင်စဉ်းစားစရာမလိုဘူးအရှိရဘားကြောက်တွေလာတာငါတို့ကဘလို့ခံလိုက်ရတာအဲ့ဒါကိုစဉ်းစားစရာမလိုလှလှပပတုံးချင်လို့နောက်ဆုံးလုံးကိုဥခဲမိခဲကြီးပတ်တန်နဲ့တုံးပေးလိုက်တယ်လို့ဖြစ်သွားတယ်အဲ့ဒီချောင်းမှာအဲ့ဒီနေရာကိုဘလို့ပြောလဲဆိုတော့ respect ထားတဲ့ပတ်တန်အနေနဲ့စွန်ခဲကြီးကိုဆိုပြီးတော့မျိုးဝင်းတို့ဘာသာပြန်ရမယ်โอเคလားအဲ့တော့ညာတော့အဖြစ် အဲခိုင်းကောမြဝင်းရဲ့တပည့်တချို့ဆိုလို့ရှိရင်ခိုင်းကောမှာကျူရိုကိုရေးတဲ့အခါကြလို့ရှိရင်ဖြစ်နေတာကဥကေမီကေပတန်နေနဲ့ရေးတယ်နော်ဥကေမီကေပတန်နဲ့ရေးရင်တော့ဘာဖြစ်နေရလဲမသိဘူးဒီဟာကြီးကိုဘာသာမပြန်တတ်ဘူးဆိုပြီးဖြစ်နေအဲ့ဒါကသုံးလာတာတော့ဥကေမီကေပတန်ပါပဲသို့တော့အဲ့ဒီပတန်ဒီစွန်ခဲကောဆိုတဲ့ respect ထားပြီးသုံးလိုက်တာပါအဲ့တော့ခံလိုက်ရတာထင်ပြီးတော့အရှိရာခံလိုက်ရတဲ့လူတရခံကိုလည်းလိုက်ရှာမနေပါနဲ့ရှိမှာမဟုတ်ပါဘူး เนาะအဲ့တော့ရှင်းသွားပြီလို့ထင်ပါတယ်။ Ukemike ကြီးပတ်တန်ဒီ Son Kei ကိုဆိုရက် respect ထားတဲ့မိသားနဲ့ပတ်တန်နဲ့အတူတူပါပဲ။သုံးပုံသုံးနည်းလည်းအတူတူပါပဲ။သို့တော်လေလိသားတမှုနဲ့တုံးလိုက်တာပါ။ခံလိုက်ရလို့တုံးလိုက်တာမဟုတ်ပါဘူး။ โอเคล่ะเออกูเลี้ยงซะในคามาเนี่ยตัวอภิกูเลี้ยงซะตะหมุเนี่ยပြောว่าได้ลูกจี้ตูมาริเนี่ยပြောว่าได้คามาไอ้ลูกปะตันนี้เนี่ยต้มไปไล่ไปได้โอเคมิเคยปะตันนี้เนี่ยไอ้อุเคมิเคยต้มไปไล่ได้ปะตันนี้งาขันไล่ย่าราหมอพูงาเนี่ยโอเลี้ยงซะเลยสวยไอ้เดเปเนี่ยซุนเคงก่อนเนี่ยต้มไปไล่ได้ဖြစ်ไปได้สินเพียบาสิ မာရပိုင်လေမေတ္တာရှိထားပြီးနားလည်ပြီးခွင့်လွှတ်ပေးပါအစ်စ်မပြေလို့ရှိရင်လည်းပြန်မေးလို့ရပါတယ်အခုလိုလေးပေါ့နော်ဘယ်ပတန်လေးတည်ကြမှာလဲဆိုပြီးပြန်မေးရတဲ့အခါကျရင်လည်းပြောပြပေးပါတယ်ဒါပေမဲ့အခုဒီပတန်လေးကိုပြောပြမေးထားတာတော့တော်တော်ကြာနေပြီခုမှပြောမိရတဲ့အတွက်တောင်းပန်